တင်ဆက်ပေးမယ့်သတင်းကတော့မြမလောက်တာ1300ကျော်ဂျပန်ခေါမဲဆွဲသတင်းပဲဖြစ်ပါတယ်ဂျပန်ကုမ္ပဏီလေးရာကျော်ကမြန်မာလုံသား1300ကျော်ကိုခေါ်ယူဖို့အတွက်အလောက်ကမ်းလမ်းစာပြေးပို့ထားတယ်လို့ဂျပန်နိုင်ငံဆိုင်ရာမြန်မာတရားဝန်ကထုတ်ပြန်ထားပါတယ်။ဂျပန်ကုမ္ပဏီလေးရာကျော်ကမြန်မာအလောက်သားအမျိုးသား1050ရာအမျိုးသမီး1012ရာစုစုပေါင်း1363ကိုခေါ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ တိုချိုမြို့မှာရှိတဲ့မြန်မာတိုင်ရောင်းအနေနဲ့မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနကတစင်အလို့သမားဝန်ကြီးဌာနကပေးပို့လာတဲ့အလို့ကလန်းစာတွေကို စစ်စစ်ဆောင်ရွက်ပေးရရှိနေတယ်လို့လည်းသိရပါဗျာ။ အဲ့လိုဆာဗရာမှာဂျပန်နိုင်ငံကအလုတ်သမားကြီးကြဲ့ကုမ္ပဏီနဲ့အလုတ်ခေါ်ယူတဲ့ဆက်ရောကုမ္ပဏီတွေဟာဂျပန်နိုင်ငံမှာတရားဝင်တည်ထောင်နိုင်ခြင်းရှိမရှိနဲ့ဆာဗဆာထောက်ထားရေးစစ်ဆေးပြီးတော့တွေးရှိရတဲ့စစ်ဆေးတွေးရှိချက်တွေသဘောထားမှတ်ချက်တွေကိုနိုင်ငံခြားရေးဝန်ကြီးဌာနကတစိအလုတ်သမားဝန်ကြီးဌာနကိုပြန်လည်ပြုပေးနေရလို့လည်းသိရပါဗျ။ဒီသတင်းတော့မျက်စိတူကပေးပို့လာပါဗျ။